ရှိရတဲ့မိသားစုများအားလုံးဒီနေ့မှာတော့ကျွန်မခွန်အားရတဲ့နှုတ်ကပတ်တော်လေးကိုပြန်လည်ညှဝေပေးကြပါမယ်။ရှေဟောင်ခရစ်ခန်းကြီး30အခန်းငယ်29မှာငါသူတို့ဒီငါစကားအံကိုနားထောင်၍ငါနောက်သို့လိုက်တက်ကြတယ်လို့ပြောထားပါတယ်။ထိုသူတို့ကလည်းငါတိတယ်လို့ဘုရားကပြောခဲ့တယ်။အဲ့တော့ဒီနေရာမှာဘုရားစကားကိုနားထောင်ဖို့ရန်အတွက်တစ်ဖက်မှာဘုရားကလည်းသူ့ရဲ့စကားအံကိုဆေလွတ်တယ်ဆိုတဲ့အရာကို သိရတယ်။ဒါကြောင့်မို့ဘုရားသခင်ဟာတမန်ကျမ်းစာတွေကနေစကားပြောသလိုအချို့အချို့သောအချိန်တွေမှာလည်းကျမတို့ရဲ့အတွင်းသူကိုတိုးညင်းသောအတန်နဲ့စကားပြောတဲ့အချိန်ကာလတွေရှိတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်မိပါတယ်။အဲ့တော့ကျမတို့ဓမ္မဟောင်းကာလမှာကြည်လိုက်တဲ့အခါမှာပရောဖက်ကြီးအေလိယျကိုဘုရားကနေပြီးတော့စကားပြောတဲ့အချိန်ကာလတွေအများကြီးထဲမှာမှာတစ်ခုကယေဇဗေလလို့ခေါ်တဲ့အေလိယျကိုအယံမုန်းတဲ့ဗေယမတစ်ပါးရှိပါတယ်။ ဒီနေ့အေလီယာကိုတပ်ဖြတ်ဖို့ရန်အတွက်လိုက်ပြီးတော့မှနှောက်ရက်တဲ့အခါမှာအေလီယာကငါတယောက်တည်းရှိတယ်ဆိုပြီးတော့မှစိတ်တကြနေတဲ့အချိန်မှာဘုရားခင်ကသူ့ကိုစတင်ပြီးတော့စကားပြောလာတယ်မင်းတယောက်တည်းမဟုတ်ဘူး။နော်ငါကမင်းနဲ့အတူတူနောက်ထပ်ငါရဲ့လူ9000ကိုငါကရွေးချယ်ထားသေးတယ်ဟွက်ထားသေးတယ်ဆိုတဲ့အရာကိုဘုရားခင်ကအေလီယာကိုစကားပြောပြီးတော့မှနှစ်သိမ့်ပေးခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ကဲနောက်ထပ်တယောက်ကတော့အာဗြဟံနဲ့ စာရာရုရဲ့ကျွန်မဖြစ်တဲ့ဟာဂရဖြစ်ပါတယ်။ဟာဂရရဲ့မယုံမသေးပြုတဲ့အမှုရာကြောင့်စာရာကနေပြီးတော့မှမနှိမ့်မြို့လာတဲ့အခါမှာနောက်ဆုံးကိုဝင်ရထားတဲ့ဟာဂရကိုအာဗြဟံနဲ့စာရာကအဆုံးပြစ်ဖို့ရန်အတွက်ဖြစ်လာပါတယ်။ဒါနဲ့နောက်ဆုံးမှာဟာဂရကအိမ်ကနေထွက်ပြေးပြီးတော့မှဆုံးပြစ်ခြင်းတောအလေထဲမှာရေခေါင်နဲ့အရက်ထဲမှာရောက်နေတဲ့အချိန်မှာသူငိုကြွေးနေတော့ဘုရားကသူ့ရဲ့ကောင်းကင်တမန်ကိုဆေးလွတ်ပြီးတော့ဟာဂရကိုနှစ်သိမ့်ခဲ့တယ်။ ူ့ရဲ့ဝမ်းထဲမှာရှိတဲ့ကလေးကိုကောင်းချီးပေးမယ်ဆိုတဲ့ဇကားတွေကအစဖရားကကောင်းကင်တမန်ကနေတဆင့်ဟာဂရကိုဇကားပြောခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။နောက်ချက်တယောက်ရှိပါသေးတယ်။အဲ့တော့ဒီတစ်ခါမှာတော့ဖရားကသူကိုယ်တိုင်တိုက်ရိုက်ဇကားပြောတာလည်းမဟုတ်တလို့ကောင်းကင်တမန်အားဖြင့်လည်းဇကားပြောတာမဟုတ်ဘူး။အဲ့တော့တရိတ်ဆန်ကနေတဆင့်ဇကားပြောတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်။ဒီနေရာမှာထူးဆန်းတယ်ဖရားကသူ့ရဲ့ဇကားကိုတရိတ်ဆန်ကနေတဆင့်ဆင်လွတ်ပါမလားဆိုတဲ့အရာပေါ့။ ါတရီလူညံနဲ့စဉ်းစားလို့မရနိုင်တဲ့အရာတချို့ရှိပါတယ်။သို့တော့ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုကာကွယ်ဖို့အတွက်ဆိုရင်သူ့ရဲ့စကားအတန်ကိုနေရအစုံကဆေလွတ်နေတယ်ဆိုတဲ့အရာကိုပဋိထားမိပါတယ်။ဒီဘာလန်ဣသရာလူမျိုးတွေကိုချိန်ဆဖွင့်ရတဲ့သွားတဲ့လမ်းမှာညင်းကနေပြီးတော့မသွားနဲ့ဆိုပြီးတော့မှအရှိမကောင်းကင်တမန်ကဓာတ်နဲ့မိုးထားတယ်ဒီလမ်းကိုမင်းမဖြတ်နဲ့ဆိုပြီးတော့ဘာလန်ကိုပြောတဲ့အရာညင်းရဲ့ပါဇက်သေးကနေပြီးတော့စကားထွက်လာတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်။ခါလေဘုရားစကားကို ညံပယ်ဖို့ရန်အတွက်တုံးအရင်တုံးအတယ်လိုမျိုးဘုရားကလည်းနောက်ဆုံးအချိန်အထိကျမတို့နားလည်နိုင်ဖို့ရန်အတွက်ကျမတို့ကိုဘုရားခင်ကညီမျိုးစုံနဲ့စကားပြောတဲ့ဆွေရာကိုတွေ့ရတယ်။နောက်တစ်ခုကတော့ပို့ပြီးတော့အံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ဒါကယောနာပါ။ယောနာကအနိနေဝေမြို့မှာရှိတဲ့သူတွေကိုနှုတ်ကပတ်တော်သွားပြီးဝေငှဖွင့်တဲ့ဘုရားခင်ကတိုက်ရိုက်စကားပြောခဲ့တယ်။ဒါနဲ့အနိနေဝေမြို့မှာရှိတဲ့သူတွေကိုစေတနာမပါဘဲနဲ့သူအေဝံဂေလိဝေငှခဲ့ပါတယ်ဒီလိုပြောတဲ့အခါမှာဘာကြောင့်လဲဆိုတော့ ဒီနှစ်နေဝေမြို့မှာရှိတဲ့သူတွေကသူတို့ရဲ့လူမျိုးတွေကိုအရန်ကိုညှင်းဆဲခဲ့ဘူးတဲ့အတိတ်ရှိတဲ့အတွက်ကြောင့်မလို့ဒီချိန်မှာတော့ဘုရားကထိုလူမျိုးတွေကိုသုံးမဖို့ရတဲ့အချိန်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ယောနာကမသွားခြင်းခဲ့ဘူးအဆုံးသက်ပြောရမယ်ဆိုရင်သို့တော်လည်းသူကရှောင်ပုံးလို့မရတဲ့အတွက်ကြောင့်မလို့ထိုလူမျိုးတွေကိုဘုရားရဲ့စကားကိုသူသွားပြောခဲ့ပါတယ်သို့ပေမဲ့အဲ့ဒီလူမျိုးတွေပျက်စီးသွားဖို့ရတဲ့သူကစောင့်ကြည့်နေခဲ့တယ်ဒါနဲ့အဲ့ဒီအရာကိုဘုရားသခင်က နားလေစီကျွန်တော်သူ့ရဲ့နှလုံးသားဘလို့ရှိတယ်လဲသူဖန်ဆင်းထားတဲ့သူတွေကိုသူဘလောက်ထိနှမျောပြီးတော့မှနော်လူတွေကိုချစ်တယ်လဲဆိုတဲ့အရာကိုသိဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်တဲ့အခါမှာကျက်စုပင်ပေါက်စေတယ်ပြီးရင်အဲတရချင်းထဲမှာပဲထိုးပင်ပြန်ညှိုးနှမ်းသွားတဲ့အရာကနေတဆင့်ဘုရားသခင်ကယောနာရဲ့နှလုံးသားတွေကိုသူ့ရဲ့စကားရောက်သွားဖို့ရန်အတွက်ဘုရားသခင်ကဖန်ဆင်းထားတဲ့အပင်ကနေတဆင့်ဘုရားစကားပြောတဲ့အရာရှိပါတယ်ဆိုလိုတဲ့အရာကဒီအပင်လေးညှိုးနှမ်းသွားတဲ့အခါမှာယောနာကအယံကို သူစိတ်ဆိုးတယ်ပေါ့ဘုရားကသူ့ကိုစကားပြောတဲ့အခါမှာဘယ်လိုပြောလဲဆိုတော့မင်းကဒီအပင်လေးပျက်စီးသွားတဲ့အရာညှိုးနှမ်းသွားတဲ့အရာကိုမင်းကနှမျောတက်ရင်ငါဖန်ဆင်းထားတဲ့လူကိုငါဘယ်လောက်နှမျောမလဲဆိုတော့သူ့ရဲ့ရင်ထဲကသူ့ရဲ့နှလုံးသားထဲကအရာကိုဘုရားကယောနာကိုဖွင့်ပြခဲ့တာဖြစ်ပါတယ်။ကဲအဲ့တော့ညီကိုမောင်နှမတို့ဒီနေ့ကျမတို့သတိရမယ့်အရာကဘုရားခင်ကတိုက်ရိုက်တော်လကောင်ကောင်းကင်တမန်အားဖြင့်တော်လကောင်လူအားဖြင့်တော်လကောင်တရိတ်ဆန်အားဖြင့်တော်လကောင်ဖန်ဆင်းထားတဲ့ အဲတပင်းနေအဖင်းတော်လကောင်ဖရာခင်ကအဲ့ဒီအဖြစ်ပြက်တွေကနေတဆင့်သူပြောခြင်းနဲ့အတန်ကိုနားလေသွားအောင်သူဟာပုံဖော်ပြီးတော့တော်လကောင်ဓာတ်ရိုက်တော်လကောင် စကားပြောနေစေပြောနေတဲ့ဖရာဖြစ်ပါလေဓမ္မတိကာလကိုကြည့်လိုက်မယ်ဆိုရင်လေရှင်ဘောလူကိုဖရာစကားပြောခဲ့ပါတယ်ဒီတစ်ခါစကားပြောတဲ့အခါမှာဓာတ်ရိုက်စကားပြောတဲ့အရာတွေဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တမန်တော်ဝုဒ္ဓအခန်းကြီး၉ထဲမှာဆိုရင်ဒီနေ့ဖရာက ရှင်ဘောလူနဲ့စုံတဲ့အချိန်မှာဒီနေ့အဖေကောင်းကင်ကအလင်းကျလာပြီးတော့ရှင်ဘောလူကိုဒီနေ့ယေရှုကတင်းညင်းစဲနေတဲ့သူဟာငါပဲဖြစ်တယ်လို့ပြောတဲ့အခါမှာဘာတူလဲလို့မေးတော့ယေရှုဆိုပြီးတော့အခင်ယေရှုကသူ့ကိုယ်သူမိတ်ဆက်ပြီးတော့မှရှင်ဘောလူကိုဒါပထမဦးဆုံးအချိန်เนาะတိုက်ရိုက်စကားပြောခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဓမ္မသစ်ကျမ်းထဲမှာဖျက်ပြက်ခဲ့တဲ့ဖြစ်ဖြစ်ပါတယ်ကဲအဲ့တော့ဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်လဲဓမ္မကျမ်းစာထဲမှာရှင်ဘောလူကို ယေရုရှလင်မြို့ကထွက်ခွာခိုင်းဖို့ရန်အတွက်တမန်တော်22စက္ကွန်ကနေ21ကိုကြည့်မယ်ဆိုလို့ရှင်လေအဲတွေ့ရပြန်တယ်ကောင်းကင်တမန်အားဖြင့်လဲရှင်ဘောလူကိုစကားပြောတာတွေ့ရပါတယ်တမန်တော်29 23ကနေ25ကိုကြည့်လိုက်မယ်ဆိုရင်လေဒီနေ့တင်းပေါ်ပြက်လာမယ်အခုသူယောမတွေအားဖြင့်เนาะအကျဉ်းခံနေရတဲ့အချိန်မှာအကျဉ်းသားတွေကိုတင်းမောနဲ့ဖျီးသွားဖို့ရန်အတွက်တို့ပို့ဆောင်တဲ့အချိန်မှာဒီတင်းမောပြက်မယ်ဆိုတဲ့ကိစ္စကိုကောင်းကင်တမန်အားဖြင့်ဒီနေ့ပြောခဲ့တဲ့အရာကိုလည်း တွေ့ရပါတယ်အားပေးတယ်မကြောက်နဲ့เนาะကဲတာပြီးရင်ရှေ့ကိုရောက်ရမယ်စသဖြင့်ဒီလိုမျိုးသူ့ရဲ့ချက်တန်းနေရတဲ့အချိန်အပေါ်မှာအဖြစ်အပျက်ပေါ်မှာမူတည်ပြီးတော့ဘုရားသခင်ကဒိုက်ရိုက်စကားပြောသွားတဲ့အရာတွေကိုလည်းတွေ့ရပါတယ်ကဲတချို့တချို့သောအချိန်တွေမှာလည်းဘုရားကရှင်ဘောလူကိုအိမ်မက်အားဖြင့်ဗျာဒိတ်တော်အားဖြင့်စကားပြောတယ်ဆိုတဲ့အရာကိုလည်းတွေ့ရပါတယ်မာကေဒေါနီပီကိုတွားဖို့ရင်အတွက်တမန်တော်16အကိုကနေ10ကိုကြည့်တဲ့အခါမှာလည်းဒီနေ့တွေ့ရပြန်တယ် ဒါကြောင့်မလို့ဖရာသခင်ဟာဓမ္မဟောင်းမှာလဲသူလိုအပ်ရင်လိုအပ်တယ်လို့တိုက်ရိုက်စကားပြောတဲ့အချိန်ရှိတယ်လို့ဓမ္မသစ်မှာလဲလိုအပ်ရင်လိုအပ်တယ်လို့ကျမတို့ရဲ့အခြေအနေအဖြစ်အပျက်ကိုမြင်တွေ့စေဖို့ရန်အတွက်နီလန်းမျိုးစုံနဲ့ကျမတို့ကိုစကားပြောနေပါတယ်။သင်ဖရာရဲ့တိုးမှန်ပါဗလား။ဖရာနောက်ကိုလိုက်နေတဲ့သူမှန်ပါဗလား။ဖရာအတန်ကိုကြားရပါလိမ့်မယ်။အာမင်။ထိုတိုးတို့ဟာငါရဲ့အတန်ကိုသိတယ်။ငါလည်းအဲ့ဒီတိုးတွေကိုသိတယ်လို့ဖရာကပြောပါတယ်။ ဒါကြောင့်သင်ရဲ့အတ္တတွေမှာစိတ်တကြအားငယ်ဝမ်းနေပြီးတော့မျောလင်းချက်မဲ့ပြီးတော့လမ်းတွေပျောက်ဆုံးနေတဲ့အခါမှာဖယားသခင်ဟာစကားမပြောနိုင်အောင်တော့ဒီနေ့အနေနဲ့ဖယားမဟုတ်ပါဘူးမကယ်တင်နိုင်အောင်လက်ကလည်းတိုနေတဲ့ဖယားမဟုတ်ပါဘူးမချားနိုင်အောင်နားထိုင်နေတော့ဖယားလည်းမဟုတ်ပါဘူးဒါကြောင့်အဆုံးသက်ပြောရမယ်ဆိုရင်ဖယားသခင်ဟာယနေ့အချိန်ထိကျမတို့ကိုချစ်လျက်လမ်းပြနေတော့ဖယားရှင်ဖြစ်ပါတယ်ဒီလိုပြောလို့စံစာအုပ်မဖွင့်ရဘူးလို့ပြောတာမဟုတ်ပါဘူးစံစာအုပ်ထဲကနေတစ်စက်ဝိညာဉ်တော်ဖယားဖွင့်ပြတဲ့အရာတွေအများကြီးရှိတယ်လို့ ျမတို့ရဲ့လက်တွေ့ခံစားနေရတဲ့အခြေအနေတိုင်းမှာလည်းဖခင်တစ်ခင်ဟာစကားပြောခဲ့တယ်ပြောနေတယ်အနာဂတ်ကာလမှာလည်းသူအသက်ရှင်တဲ့အတိုင်းစကားပြောဦးမယ်ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုပဒိယာစီချင်ပါတယ်တင့်ကိုဖခင်တစ်ခင်နီလန်ပေါင်းစုံနဲ့စကားပြောဖို့ရန်အတွက်သူ့ဘက်ကအစင်သင်ရှိနေတယ်ပြောလဲပြောနေပါတယ်လိုအပ်တဲ့အရာကကျမတို့ရဲ့နှလုံးသားတကားကိုဖွင့်ဖို့ပဲဖြစ်ပါတယ်ကျမတို့ရဲ့အတွေးခေါ်တွေဖခင်စကားပြောတတ်တယ်ဆိုတဲ့အရာကို လက်ခံဖို့ရန်တပည့်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာဖရာစကားပြောခြင်းကို သင်ရရှိခံစားရပါစေလို့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးလိုပါတယ်။ God bless you all.